သူတို့ချိတ်ပိတ်လိုက်တဲ့ဟိုတယ်တွေမှာသူကဗိုလ်ချုပ်တန်းရွှေနဲ့ဗိုလ်ချုပ်မောင်ရီတို့ရဲ့သားသမီးတွေပိုင်တဲ့ဟိုတယ်တွေပါပါတယ်ပေါ့နော်ဗိုလ်ချုပ်တန်းရွှေဆိုတာစစ်တပ်ရဲ့တကယ် legend ပေါ့နော်အခုမင်းအောင်လိုင်တို့ဘာလို့ထောက်ကိုဒါစစ်တပ်ကလူတွေကဦးတန်းရွှေကြီးဆိုအရင်လေးစားကြပေါ့နော်စစ်တပ်ဘက်ကကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုဒါမခံကြည့်မခံတာဖြစ်စေနိုင်တဲ့ကိစ္စပေါ့နော်ဒါမင်းအောင်လိုင်ဆိုရင်တော့သူတို့ကတိတ်နာအောင်ပေါ့ဒါသူတို့ရဲ့အာတကယ် godfather ကြီးပေါ့နော်တန်းရွှေကြီးကို အဲ့လိုမျိုးကြီးကြီးညာလိုက်တယ်ဆိုတာဒါသူတို့အတွက်ကတော့တော်တော်ကြီးကိုမခံကြီးမခံတာဖြစ်ရမယ်ကိစ္စကြီးပေါ့နော်အားလုံးဝမင်္ဂလာပါကျွန်တော်ကိုပရိသာပါကျွန်တော်ဒီနေ့ကတော့အေကရခိုင်ပြည်နယ်တရားဝင်အစိုးရဖြစ်ပြီလားဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီခေါင်းစဉ်ကိုဘာလို့ပြောဖို့စိတ်ကူးရလာလဲဆိုတော့ဒီကုလသမဂ္ဂအထွေထွေမှုချုပ်ကနေပြီးတော့အေနဲ့ထိတွေ့ဆက်ဆံဖို့အတွက်ပေါ့နော်ဒါဘင်္ဂလားဒေ့ရှ်ကိုရောက်တော့မှသူပြောခဲ့ရရှိတယ်အဲ့ဒီတည်တင်းတဲ့ပုံကိုအခြေခံပြီးတော့ကျွန်တော်ဆက်ဆက်ပြီးတော့အာ တင်းတွေလိုက်ရှာတယ်ပြီးတော့ဒီအချက်လက်တွေကိုကျွန်တော်ထုံထုတ်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပထမဆုံးဒီ AA နဲ့ထိတွေ့ဆက်ဆံမှုအတွက်ကုလအတွင်းရေးမှူးချုပ်ပြောတဲ့တင်းကိုကျွန်တော်ဖတ်ပြပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်ပေးရှောင်စခန်းတွေထဲရောက်ရှိနေတဲ့ရိုဟင်ဂျာမွတ်စလင်တွေကိုပြန်လည်နေရာချထားရင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက်စင်းကြံလန်ဖော်ဆောင်မှုရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့အာရခတပ်တော် AA နဲ့လည်းတွဲဆောင်ဆွေးနွေးဖို့လိုအပ်တယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကပြီးခဲ့တဲ့စနေနေ့မတ်လ15ရက်နေ့မှာပြောကြားခဲ့ပါတယ်။ အရေးပေါ်လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဖျက်တောက်ခံရမယ့်အခြေအနေနဲ့ကြုံတွေ့နေရခြင်းကုလတွင်းရေးမှူးချုပ် Gudaras Bangladesh နိုင်ငံတွင်းမှာရှိတဲ့ Rohingya ဒုက္ခသည်စခန်းကို၄ရက်ကြာခီးစဉ်ရောက်ရှိလာခဲ့တာပါ Rohingya တွေနေရပြန်နိုင်မှုအတွက်မြန်မာနိုင်ငံတွင်းမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေဖန်တီးထားတာရှိပေးနိုင်မှုလိုအပ်ပါတယ် ဒီအတွက်လူသားချင်းစာနာမှုအကူအညီပေးစင်းညံရှိနေဖို့လိုအပ်ပြီးဘင်္ဂလားဒေ့ရှ်ကလည်းနေရပြောင်းမဲ့သူတွေအတွက်လိုအပ်တဲ့အထောက်ပံ့တွေကိုလည်းလှူဆောင်ပေးရမယ်။အာနာပိုင်နေနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ Udarus ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ရင်းညာတွေကိုနေရပြန်ပူရေးအစီအစဉ်မှာအရခတက်တော် AA နဲ့ညီနိုင်ဆွေးနွေးဖို့ရှိမရှိကိုတည်င်းတော့တူကမေးမြန်းနေ AA နဲ့ကျွန်တော်တို့လက်တွေ့ကြကြရှိနေပါတယ်လိုအပ်ရင်တွေးဆုံဆွေးနွေးဖို့လုပ်ရပါမယ်လို့ Gudarus ကပြန်ဖြေခဲ့ပါတယ်ကုလလုံခြုံရေးကောင်စီအနေနဲ့ AA ကိုတန်ခတ်ပိတ်ဆို့အေးအေးယူရေးအတည်ပြုဖို့ရမှာခက်ခဲတာကြောင့် AA နဲ့ထိတွေ့ဆက်ဆံရေးကပိုရင်းကြည့်တယ်လို့ Gudarus ကဖြည့်ဆွတ်ပြောပါတယ်ဒါပြင်ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောင်လန်းနိုင်မှုနဲ့တိုက်ခိုက်မှုအဆုံးသတ်ရေးအတွက်အမကန်ချက်ရရှိနိုင်မှုအင်းကြီးချင်းနိုင်ငံတွေကလည်းပိုပြပေးမှုတွေလိုအပ်တယ်လို့ဆိုပါရယ် ဒီကုလသမဂ္ဂအတွင်းမှုချုပ်ကအဲ့လိုပြောခဲ့တာကမက်လ15ရက်နေ့မှာ ဖြစ်ပြီးတော့မက်လ16ရက်နေ့နဲ့18ရက်နေ့မှာတော့ဘင်္ဂလားဒေ့ရှ်အစိုးရကစစ်ဆင်ရေးလုပ်ပြီးတော့ရခိုင်ကရိုဟင်ဂျာမွတ်စလင်အကြမ်းဖက်အဖွဲ့ IRSA ရဲ့ခေါင်းဆောင်တွေကိုဖမ်းပေးခဲ့တယ်အဲ့ဒါကြောင့်မင်္ဂလာဒေ့ရှ်အစိုးရကအေနဲ့ပူမိုထိတွေ့ဆက်ဆံဖို့အတွက်ဆုံးဖြတ်လိုက်တာလားဆိုပြီးတော့တုံ့သက်ထားတဲ့အဆောင်ပါတစ်ခုရှိပါတယ်အဲ့ဒါကိုကျွန်တော်ဖတ်ပြပါမယ် အာရဂန်ရိုဟင်ဂျာကာကွယ်ရေးတပ်မတော် ARSA ထိပ်သီးခေါင်းဆောင်အာတာဦးလာအပါအဝင်ထိပ်ပိုင်းခေါင်းဆောင်6ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမတ်လ18ရက်နေ့တွင်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်မီဒီယာများကိုကူးကား၍မြန်မာမီဒီယာများ၏ဖော်ပြချက်အရသိရသည် ARSA ခေါင်းဆောင်အာတာဦးလာသည်ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာမြို့စွန်တွင်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမတ်လ16ရက်နေ့နှင့်18ရက်များတွင်စစ်ဆင်ရေးပြုလုပ်ပြီး ARSA အဖွဲ့ခေါင်းဆောင်များနှင့်ပတ်သက်မှုများကိုဖမ်းဆီးရမိနိုင်အောင်ဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည် ဖန်စီခံရသူများတွင် ARSA အရေးပါသည့်ခေါင်းဆောင်အတာအူလာမော့စတစ်အာမက်ဆာလီမူလာမိုဟာမက်အစမာတူလာနှင့်ဟာဆန်တို့ပါဝင်6ဦးဖြစ်ကြောင်းသိရသည်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကသူတို့ကိုတရားရုံးတွင်ချုပ်ရဲယမန်10ရဲယူထားကြောင်းအမှုနှစ်ခုနှင့်တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသိရသည် ထိုအမှုနှုတ်ကမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တရားမဝင်ဝင်ရောက်ခြင်းနှင့်အကြမ်းဖက်လုပ်ငန်းများတွင်ပါဝင်မှုတို့ဖြစ်ပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်အကြမ်းဖက်မှုဆိုရာတွင်အာတာဦးလာနေဖြင့်ရိုဟင်ဂျာကောင်းဆောင်မူဟစ်ဦးလာလုံခြံခံရမှုတွင်အမိန်ပေးခဲ့သူဖြစ်၎င်းဘန်နာဘန်နေဆက်၌ဘင်္ဂလားဒေ့ရှ်စစ်တောင်းလိုင်း၏အရာရှိ reason rusty တပ်ဖြတ်ခံရမှုတွင်ပါဝင်ပတ်သက်သူအဖြစ်၎င်းဆွဆွဲခံထားရကြောင်းသိရသည်ယခုဖြစ်စဉ်ကြောင့်အာရခတက်တော်အေအေနှင့်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကြားဆက်ဆံရေးကောင်းတစ်ခုရှိလာမည်လားဟုလည်းတွေးစရာဖြစ်ရသည် ကျွန်တော်ဒီမှာဒီဆောင်းမနည်းနည်းလေးရှည်ရတဲ့အတွက်ကြောင့်ကျွန်တော်တချို့နေရာကြီးကျွန်တော်ကြော်လိုက်မယ်အကျွန်တော်ဆက်ပြီးတော့ပြောချင်တာတော့ဒီမောင်တော်နာခခငါးကိုတိမ့်တီတိုက်ပွဲတွင်အေအနေဖြင့်စစ်ကောင်စီပြင်ရိုဟင်ဂျာမွတ်စလင်လက်နက်ကိုင်အဖွဲ့များနှင့်ပါမျိုးရင်းတိုက်ပွဲဆင်နွှဲခဲ့ရသည်ကိုတွေ့ရသည်ထိုရိုဟင်ဂျာမွတ်စလင်လက်နက်ကိုင်အဖွဲ့များထံမှတိမ့်ဆဲရမိသည့်လက်နက်ခဲအများစုမှလည်းစစ်ကောင်စီကာကွယ်ပစ္စည်းဆက်ယုံကပ္ပစားထုတ်လက်နက်များဖြစ်နေသည်ကိုတွေ့ရသည် ထို့ကြောင့်ထိုလက်နက်ကင်ဖွဲ့များ၏နောက်ွယ်တွင်စစ်ကောင်စီပါဝင်ပတ်သက်နေသည်ဆိုသည်မှာအငင်းပွားပွဲကိစ္စမဟုတ်ဘူးဆိုရမည်ဖြစ်သည်။အစပိုင်းတွင်စစ်ကောင်စီဘက်ကစစ်မရှုံးအောင်ရခိုင်မြောက်ပိုင်းနေမှုစလင်များကိုအုံချခဲ့ပုံရသည်။နောက်ပိုင်းတွင်စစ်ကောင်စီဘက်ကသူတို့လက်လွတ်လိုက်ရသည့်ရခိုင်ပြည်နယ်တွင်အေအေနှင့်မွတ်စလင်များအကြမီးမွေးပေးခဲ့ခြင်းပုံလည်းရသည်။စစ်ကောင်စီစိုးမိုးနိုင်စဉ်ကအေဂျင်မီအေထိန်ချုပ်ခြင်းတွင်မအေဂျင်မတီညင်ကြောင့်ဒေသခံများကိုအထင်ရောက်စေခြင်းပုံရသည်။ နောက်ဆုံးဖြစ်စဉ်အနေဖြင့်2025ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့နှင့်20ရက်နေ့တို့တွင် မောင်တော်မြို့နယ်မြောက်ပိုင်းမိတိုက်ကြီးရွာအနီးရှိဘင်္ဂလားဒေ့ရှ်မြန်မာနယ်ချမှတ်တိုင်30ခုအနီး၌ AISA နှင့် A တို့ကြားထိတွေ့မှုဖြစ်ပွားခဲ့သည်ကိုတွေ့ရသည်ဖြစ်စဉ်ပြီးတွင် AISA အဖွဲ့ကရခိုင်နှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ရှိအေဂျင်စွာနေထိုင်နေကြသည့်မွတ်စလင်ရခိုင်ဟိန္ဒူကျေးရွာများကို ကြမ်းဖက်မှုများလုံးဝစူးစမ်းလာနေသည်ကိုတွေ့ရကြောင်းရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မတည်ငြိမ်အောင်မြန်မာစစ်ကောင်စီက AISA အဖွဲ့အရာရှိများကိုညွှန်ကြားထားကြောင်းမွတ်စလင်အတိုင်းဝိုင်းမှသတင်းထွက်ပေါ်ခဲ့သည်။ထို့ကြောင့်ရခိုင်ဒေသကို A လက်ထက်တွင်မအေးချမ်းအောင်ဆောင်ရွက်နေကြောင်းဆိုလိုခြင်းဖြစ်သည်။ AISA ပါဝင်မွတ်စလင်လက်နက်ကိုင်ခေါင်းဆောင်များသည်ဘင်္ဂလားဒေ့ရှ်ဘက်ရှိဒုက္ခသည်စခန်းများကိုမကြာခဏတွားရောက်ပြီးလူသစ်စုဆောင်းနေသည်မှာကြားပြီးဖြစ်သည်။ဒုက္ခသည်စခန်းများတွင်အစိမ်းမပြေသည့်လူငယ်များကိုစီရင်ပြီး AE အုပ်ချုပ်မှုရန်နေရာကိုစစ်ကောင်စီအလို့ကျနောက်ဆက်ရန်အတွက်လည်းဖြစ်သည်။ထို့အခြေအနေတွင်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက AI RSA ထိပ်ပိုင်းခေါင်းဆောင်များကိုစစ်စင်ရေးတည်းရဲ့ပြုလုပ်ပြီးဖမ်းဆီးခဲ့သည်။ AE အုပ်ချုပ်မှုရန်တရားကိုနောက်ဆက်နေသည့်လက်နက်ကင်ခေါင်းဆောင်များကိုဖမ်းဆီးပေးခြင်းသည်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များဘက်က AE ကိုထောက်ခံကြောင်းပြသခြင်းမျိုးလည်းဖြစ်နိုင်သည်။တပန်ရိုဂျာများ၏တည်င်းပေးမှုကိုလည်းတွေ့ရသည့်ရိုဂျာလက်နက်ကင်ခေါင်းဆောင်တည်င်းကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံအချိန်ကိုက်ပေးခဲ့သောကြောင့်ရိုဂျာများအတွင် RSA ကိုမထောက်ခံတော့သည့်သဘောဟုယူဆရမည်။ RSA နှင့် ISO တို့ကြားလွန်ဆွဲနေရမှာ ISO လူများကတည်င်းပေးခဲ့ခြင်းလားဟုလည်းမေးစရာရှိသည်။မိတို့ဆိုစေယခုကဲ့သို့အတာဦးလာပါဝင်ထိပ်ပိုင်းခေါင်းဆောင်6 ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကဖမ်းဆီးမှုသည်အခြားမွတ်စလင်လက်နက်ကိုင်များအတော်ပါတတိပေးမှုတစ်ခုဖြစ်ခဲ့သည်ထိုတတိပေးမှုမှာမွတ်စလင်လက်နက်ကိုင်များကိုဘင်္ဂလားဒေ့ရှ်ဘက်ကထောက်ခံခြင်းမရှိကြောင်းတတိပေးမှုဖြစ်နိုင်သည်ထို့ကြောင့်ရခိုင်ဒေသတွင်အထူးသဖြင့်ရခိုင်မြောက်ပိုင်းတွင်မတည်ငြိမ်အောင်ဆောင်ရွက်လိုသည့်စစ်ကောင်စီအစီအမံရုပ်ရော်သွားဖွယ်ရှိသည်သို့သောကြံရှိနေသည့်မွတ်စလင်လက်နက်ကိုင်ခေါင်းဆောင်များကိုစစ်ကောင်စီဘက်ကစီယုံပြီးတကြောပြန်လှောက်ရှားလာနိုင်သည်ကိုမူသတိပြုရမည်ဖြစ်သည်။ ဒါဒီစောင်းပေါက်ရေးထားတော့ဆွဲတော့ဗောနော်အရှိမလဲသူရေးထားတဲ့စောင်းပေါက်တခုကျွန်တော်ဖတ်ဘူးသေးရေဗောနော်ဒါပူတင်နဲ့မင်းအောင်လိုင်းနဲ့တွေ့တော့မင်းအောင်လိုင်းပူတင်ကိုသူ့ရဲ့ဖေလိုမျိုးအဲသူရဲ့အကြီးကဲလိုမျိုးပေါ့နော်အယူသေးပေးနေရဆိုတဲ့စောင်းပါတစ်ခုဒါဆွဲတော်ရေးခဲ့တာပေါ့နော်အဲ့တော့ဒီမှာ AISA ရဲ့အကြောင်းပေါ့နော် AISA ကဒီရခိုင်ပြည်နယ်မှာပြည်ပခါတွေဖြစ်ခဲ့တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်တော့သူကတကယ် အဓိကဇက်လိုက်တယောက်ပေါ့နော်ဒီ AISA အဖွဲ့ကအဲ့တော့အခုဖန်းခန့်လိုက်ရတဲ့ AISA ခေါင်းဆောင်အာတာဦးလားဘယ်လိုလူမျိုးလဲဆိုတာကျွန်တော်စောင်းပါတဲ့ဘုတ်ဖတ်ပြပါမယ်ဒီစောင်းပါကတော့ဒါ2018ခုနှစ်စနေမလာ26ရက်နေ့တည်းကရေးထားတဲ့စောင်းပါပေါ့နော်အဲ့ဒီချိန်တော့ဒီရခိုင်ပြည်နယ်မှာအာရိုဟင်ဂျာတွေနဲ့ဒီစစ်တပ်ရဲ့ပြီးတော့ဒီရခိုင်တွေရဲ့အာပြိပခဖြစ်နေရပါပေါ့နော်ဖြစ်နေတဲ့အခါမှာဒါစစ်တပ်ကနေပြီးတော့ဒီ ဲ့ဒီချိန်တော့ NLD ကအုပ်ချုပ်နေတဲ့အချိန်ပေါ့နော်အဲ့ဒီချိန်မှာဒီ NLD အစိုးရကိုဒုက္ခတွေ့ရအောင်အကြက်တဲတဲ့ရောက်အောင်လို့သူကဒီရင်းကြအရေးကိုကောင်းကောင်းအသုံးချခဲ့တာဖြစ်တယ်အဲ့ဒီခါမှာဒီ ARSA အဖွဲ့ခေါင်းဆောင်အတာဦးလာလည်းဒါစစ်တပ်နဲ့ပေါင်းပြီးတော့လုခဲ့တယ်ဆိုတဲ့ဟာမျိုးတွေဒီ ARSA ကိုစစ်တပ်ကပဲအသူတို့ရဲ့နောက်ွယ်ရပါတော့ဟွက်ဖဲတစ်ချက်အနေနဲ့အသုံးပြုခဲ့ဆိုတာမျိုးဗိုလ်ချုပ်ထွန်းမြတ်နိုင်ကနေပြီးတော့မီဒီယာနဲ့တွေ့ဆုံစင်မှာပြောခဲ့တာမျိုးလည်းရှိတယ်။အဲ့တော့ဒီအာတာဦးလာကဘယ်လိုလူမျိုးလဲဆိုတာကျွန်တော်ဖတ်ပြပါမယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာမွတ်စလင်ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဒုက္ခသည်မြောင်များစွာကိုနေရဲဆွန့်ခွာထွက်ပြေးစေပြီးနိုင်ငံတကာ၏အာရုံစိုက်စိတ်ဝင်စားဖြစ်လာစေခဲ့သောအရေးခင်ကိုမိမွေပေးခဲ့သည့်ရခိုင်ရိုဟင်ဂျာကေတင်တပ်မတော် ARSA ခေါင်းဆောင်အတာဦးလာသည်ဆော်ဒီအာရေဗျာမှပြည်ဆောင်ချမ်းသာသောဘဝတစ်ခုကိုစွန့်ခဲ့သောရဲဝင်းသည့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်ဟုသူ၏နောက်လိုက်များကမြင်ကြောင်း AFP သတင်းတပုတ်ကရေးသားထားသည် သူကဩဇာညောင်းသူတယောက်ပါသူကလူတွေကိုလှုံ့ဆော်ပေးတယ်အဲ့ဒီအတိုင်းဝိုင်းကခန်းစားနေရတဲ့ပူဆွေးတော့ကတွေနဲ့လိုင်ယောညှိထွေမှုရှိတဲ့ပုံစံမျိုးနဲ့သူကစကားပြောတယ်ဟုမြန်မာနိုင်ငံအခြေစိုက်လွတ်လပ်တော်လေးလာဆန်းစစ်သူတဦးဖြစ်သည့် Richard Horsey က AFP သတင်းဌာနကိုပြောဆိုခဲ့သည်ပြီးခဲ့သည့်လတွင်ကရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးကင်းစခန်းများကို ARSA တိုက်ခိုက်မှုကိုအတအူလာကဥဆောင်ခဲ့သည်ဟုယုံကြည်ရသည် သူသည်2016ခုနှစ်အော်တိုဘာလအတွင်းအများပြည်သူမြင်ကွင်းသို့ပထမဆုံးရောက်လာခဲ့သည်မွတ်စလင်များနှင့်ဗုဒ္ဓဘာသာဝင်များကြားဘာသာရေးအတင်းမှောင်များပေါက်ဖွားရာနေရာဒေသတစ်ခုအဖြစ်ကာလကြာရှည်စွာရှိနေခဲ့သောရခိုင်ပြည်နယ်အတွင်းမှလုံခြုံရေးတပ်ဖွဲ့များကိုဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ပြီးနောက်သူတို့အဖွဲ့ရောက်လာပြီးဖြစ်ကြောင်းသူကအွန်လိုင်းတွင်ဗီဒီယိုတစ်ခုတင်၍ကြေညာခဲ့သည် AIS ခေါင်းဆောင်နှင့်နှီးစပ်သည့်တည်င်းရင်းမြစ်များကို ကိုကား၍အာတာဥလာသည်အသက်30ကျော်30မှ35တွင်ရှိပြီးဒုံများဓားများနှင့်တနတ်အနေငယ်ကန်ဆောင်ထားပြီးအနေငယ်များသာလေ့ကျင့်ထားသောကလပ်ဆဲများပါဝင်သည့်ကိုရဲတစ်ခုကိုဥဆောင်နေသည့်အသွင်ရှိကြောင်းသတင်းကဆိုသည်ဗီဒီယိုများတွင်လည်းမျက်နှာဖုံးဆွေးတနတ်ကန်ထားသောအရဲဝစ်စုံဝတ်မျိုးသားများချဲ့ရန်ထားသည့်အာတာဥလာကမြမအစိုးရကဖိနှိပ်ချုပ်ချယ်မှုများကိုရှုံချရင်ရိုဟင်ဂျာများလွတ်မြောက်ရေးအတွက်လည်းဂရုပြုသည်ရိုဟင်ဂျာဥကိုကိုခေါ်ဆိုနေကြတော့လေမြမနိုင်ငံသားအများစုကဘင်္ဂါလီဟု သတ်မှတ်ခေါ်ဆိုကြသူမွတ်စလင်အတိုင်းဝိုင်းအများစုမှာဆယ်စုနှစ်များစွာနိုင်ငံမဲ့များဖြစ်ခဲ့ကြပြီးမြန်မာနိုင်ငံမှာဒုက္ခသည်စခန်းများနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအပြည့်ကျက်နေသည့်ဒုက္ခသည်စခန်းများတွင်ဆင်းဆင်းရဲရဲနေထိုင်ကြရသည် သို့တော်လည်းအာတာဥလာသည်ပါကစ္စတန်စိတ်ကမ်းမြို့ဖြစ်သည့်ကရာချီမှလူလက်တန်းစားနေရင်တခုတွင် ကြီးပင်းခဲ့သူဖြစ်သည်သူ၏ဖခင်မှာကရာချီရှိနာမည်ကျော်အစ္စလမ်ဘာသာရေးကျောင်းတွင်ပညာသင်ကြားခဲ့ပြီးနောက်ပိုင်းတွင်စာသင်ရန်ဆော်ဒီအာရေဗျ၏မြို့တော်ရီယက်တို့သူတို့မိသားစုပြောင်းရွှေ့ခဲ့သည်ထို့နောက်တိုက်မြို့သို့ပြောင်းရွှေ့ခဲ့ကြောင်းဆွေမျိုးများကိုကူးကားပြီးတရင်ကဆိုသည် ာတာဦးလာကဗလီတခုတွင်ကိုရန်ကျန်းစာကိုအလွတ်ရွတ်ပြခဲ့သည့်အတွက်ချမ်းသာကြွယ်ဝသည့်ဆော်ဒီနိုင်ငံသားများ၏အာရုံစူးစိုက်မှုကိုရရှိခဲ့ပြီးနောက်၎င်းတို့၏ကလေးများကိုတင်ကြားပေးရန်သူကိုတောင်းဆိုခဲ့ရသည်။မကြာမီမှာပင်သူတို့၏အတွင်းစီသို့အာတာဦးလာကိုခေါ်ယူခြင်းခံခဲ့ရပြီးညပါတီပွဲများခန်းလာသည့်အမဲလိုက်ခီးစင်များတွင်ပါဝင်လာနိုင်ခဲ့သည်။ ။ Saudi တွေကသူ့ကိုအရန်သဘောကြတယ်လူရင်းလိုပဲဆက်ဆံကြတယ်ဟု Saudi Arabia ရဲ့အာတာဦးလာအကြောင်းကိုသိတော့မိသားစုနဲ့ဆွေမျိုးတော်ဆက်သူတူက AFP သတင်းဌာနကိုပြောဆိုခဲ့သည်။သို့တော်လည်းလူတသိန်းလေးတောင်းကျော်ဦးမဲအိမ်မဲဖြစ်ခဲ့ရသည်2022ခုနှစ်ကဖြစ်ပေါ်ခဲ့သည့်ရခိုင်ပြည်နယ်မှပြည်ပခတ်နောက်ပိုင်းတွင်အာတာဦးလာကမြန်မာနိုင်ငံသို့သွား၍တိုက်ခိုက်ရန် Saudi Arabia မှအဆင်ပြေသောဘဝကိုဆွံ့လွတ်ခဲ့သည်။ပထမဆုံးအနေဖြင့်တန်းနှစ်ချီသောအမေရိကန်ဒေါ်လာများနဲ့အတူပါကစ္စတန်သို့ပြန်၍တနတ်များတိုက်ခိုက်ရေးသမားများနဲ့ထိတ်တန်းဘာသာရေးစစ်ပွဲဝါဒီအဖွဲ့များထံမှလေ့ကျင့်မှုများရရှိရန်ကြိုးစားခဲ့ကြောင်း ထိုစဉ်ကသူနှင့်တွေ့ဆုံခဲ့သောကရာချီမှစစ်သွေးကြွအများ၏အဆိုကိုကိုးကားပြီးတည်င်းကရေးထားသည်အတာဦးလာထံသို့အစ္စလမ်ရိုးရာဖြစ်သည့်ဟာဝါလာငွေလွဲစနစ်အဝေးရောက်မြန်မာများငွေလွဲသည့်ဟွန်ဒီစနစ်နှင့်အလားတူသောစနစ်ပေးပို့ခြင်းဖြစ်သည်ဟုကရာချီတွင်2012ခုနှစ်ကတွေ့ဆုံခဲ့သည့်စစ်သွေးကြွအတိုင်းဝိုင်းမှထိတ်တန့်လူ၃ဦးကိုတည်င်းကကိုးကားဖော်ပြသည် ဟာဝါလာသည်တရားမဝင်စနစ်တစ်ခုဖြစ်ပြီးယုံကြည်မှုကိုအခြေခံပြီးပြုလုပ်ခြင်းဖြစ်သည့်အတွက်ဘန်စနစ်ဖြင့်ငွေလဲပြောင်းသည့်ထက်နောက်ကျောင်းလိုက်ရန်များစွာပိုခက်ခဲသည်ရမုံငွေများကဆော်ဒီအာရေဗျာရှိချမ်းသာကြွယ်ဝသည့်ဆော်ဒီများနှင့်ရိုဂျာများထံမှလာသည်ဟုယူဆရကြောင်းသတင်းရင်းမြစ်များကပြောကြသည်အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်ရှိတာလီဘန်များကဲ့သို့သောကက်ရှမီးယားခွဲထွက်ရေးအဖွဲ့များနှင့်ပတ်သက်သူများကိုသူဆက်သွယ်ခဲ့ပြီးအကူအညီရရှိရန်ငွေကြေးအမြောက်များပေးခဲ့တော်လဲအကျိုးမရှိခဲ့ဟုဆိုရသည် လူကြားထဲမှာတော့အဲ့ဒီဖွဲ့တွေကသူတို့ဟာမြန်မာနိုင်ငံကမွတ်စလင်တွေနဲ့တစည်းတစ်လုံးနဲ့ဖြစ်ကြအောင်ပြောကြတယ်။ဘာသာရေးစစ်ပွဲအတွက်တိုက်တွန်းကြတယ်။ဒါပေမဲ့သူ့ကိုတော့ဥပေက္ခပြုခဲ့ကြတယ်ဟုအာတာဦးလာနဲ့2012ခုနှစ်အတွင်းကပူးပေါင်းဆောင်ရွက်ခဲ့သူတို့က AFP သတင်းဌာနကိုပြောဆိုခဲ့သည်။ပါကစ္စတန်မှစစ်သွေးကြအများစုကအာတာဦးလာ၏မိတ္တရက်ခံကြများကိုအဖက်မတန်သလိုသဘောထားခဲ့ကြသည်။သို့မဟုတ်ပြောင်ပြောင်နှင်းနှင်းပင်ဥပေက္ခပြုခဲ့ကြသည်။အခြားသူများကလက်နက်ဝယ်ရန်သူပေးသည့်ငွေကိုလိမ်ယူခဲ့ကြပြီးမိသည့်ခါမှပို့မပေးခဲ့ကြဟုသတင်းကရေးသည်။ မြန်မာနိုင်ငံမှာဘာသာရေးစစ်ပွဲဆင်နွှဲဖို့စစ်သွေးကြွအဖွဲ့အမျိုးမျိုးကသာတောင်းဆိုနေတာကဘာမှမဟုတ်ပါဘူးလူကြားကောင်းမွတ်စလင်တွေရဲ့ထောက်ခံလောင်းလှုပ်ရှားနေကြတာပါဟုအငြိမ်းစားပါကစ္စတန်စစ်ဗိုလ်ချုပ်တဦးဖြစ်သည့်တာလက်မာဆုတ်က AFP တို့မှတ်ချက်ပေးသည်၂012ခုနှစ်တွင်ကအာတာဥလာကိုပါကစ္စတန်နိုင်ငံတွင်မြင်တွေ့ခဲ့ရသည့်စစ်သွေးကြွအတိုင်းဝိုင်းအသီးသီးမှတရင်ရင်းမြများကအာတာဥလာသည်ဂျီဟက်အဖွဲ့စည်းများ၏ယုံကြည်မှုကိုမရတော့အမျိုးသားရေးဝါဒီတယောက်အနေဖြင့်ပါကစ္စတန်နိုင်ငံမှထွက်သွားခဲ့ကြောင်းပြောသည်သူတို့ကရိုဟင်ဂျာတို့အခက်အခဲကိုနှုတ်အားဖြင့်စာနာခဲ့ကြတော့လေလက်အားဖြင့်အကူအညီပေးရဲ ဲ့ညင်းပယ်ခဲ့ကြကြောင်းတရင်ကဆိုသည်သူတို့ကသူ့ငွေတွေကိုဝိုင်းခိုးခဲ့တယ်ဟု ARSA နဲ့နှိစက်သောတရင်ရင်းမြစ်တဦးကပြောဆိုမှုကိုတရင်ကကိုးကားထားသည်အတာဦးလာကပြောက်ွက်လူနေပါဖြစ်နေသည့်စစ်သွေးကြအဖွဲ့ဖြစ်သောရိုဟင်ဂျာသွေးစီညီညွတ်ရေးအဖွဲ့ ISO ကဲ့သို့သောအခြားရိုဟင်ဂျာအဖွဲ့အစည်းများကိုလည်းမနှိမ့်မြို့သောအမြင်ရှိကြောင်း ISO နဲ့အတာဦးလာတို့ကရာချီမြို့တွင်တွေ့ဆုံစဉ်ကပါဝင်ခဲ့သူတဦးကိုကိုးကား၍တရင်ကဖော်ပြသည်တရင်တွင်ရခိုင်ပြည်နယ်တွင်ပဋိပက္ခလိုင်းတက်များပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းတွင်မူတချိန်ကအာတာဦးလာကိုရှောင်ခဲ့သည့်ဘာသာရေးစစ်ပွဲဝါဒီ အဖွဲ့များက ARSO ကိုကူညီမီဟုပြန်ရောက်လာခဲ့ကြောင်းမြန်မာလုံခြုံရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုများကြောင့်ဆေးပစ္စည်းနှင့်လက်နက်များအရေးတကြီးလိုအပ်နေတော်လဲအာတာဥလာကငင်းဆန့်ခဲ့ကြောင်းသတင်းကရေးသည်သူလူတချို့ကအကူအညီတွေကိုလက်ခံဖို့အကြံပေးခဲ့ကြပေမဲ့သူကစိတ်ဝင်စားတဲ့ပုံမပြခဲ့ဘူးဟုအာတာဥလာ၏လင်းကျင်ရေးစခန်းတစ်ခုနှင့်အဆက်အသွယ်ရှိသောဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောဆိုခဲ့သည်အကယ်၍အခြားသောဘာသာရေးအဖွဲ့များပါဝင်ပတ်သက်လာရင်သူ၏အဖွဲ့အပိုင်စည်းခံရမည်ဟုအာတာဥလာကစိုးရိမ်နေကြောင်းလည်းသတင်းကဆိုသည်အာတာဥလာနှင့်2012ခုနှစ်အတွင်းကတွေ့ဆုံခဲ့သည့် ISO ၏ပါကစ္စတန်ကိုယ်စားလှယ်နူဟူစိန်ဘာမီကအာဒါဝလာ၏ဝန်ဝါမှုနှင့်အစဉ်ချင်းမဲမှုကရခိုင်ပြည်နယ်မြောက်ပိုင်းရှိမွတ်စလင်အတိုင်းဝိုင်းတွင်ပို၍ကြီးမားသောဒုက္ခကိုယူဆောင်လာခဲ့သည်ဟုလည်းပြောသည်။သူကတခြားဘသူမှရခိုင်ပြည်နယ်မှာခြေမချစေခြင်းဟုဘာကြောင့်လဲဆိုတော့သူတို့ကသူ့ကိုအရေးမိုးသွားလိမ့်မယ်လို့သူကထင်နေတယ်ဟုနူဟူစိန်ဘာမီက AFP သတင်းဌာနကို ပြောဆိုခဲ့သည်။ဒါတော့ဒီဖန်ခံလာရတဲ့ AISA အဖွဲ့ခေါင်းဆောင်အာတာဝူလာရဲ့အကြောင်းပေါ့နော် ကျော်ဆက်ပြီးတော့ဒီနေ့အတွက်ကောင်းစဉ်ဖြစ်တဲ့ရခိုင်တပ်တော် AA ကရခိုင်ပြည်နယ်တရားဝင်အစိုးရဖြစ်ပြီလားဆိုတာကိုကျွန်တော်ဆွေးနွေးကြအောင်ပေါ့နော်ပထမဆုံးကတော့ဒီ AA ရဲ့စုံမှုနယ်မြေတွေမှာ AA ကစစ်တပ်နဲ့ပတ်သက်တဲ့သူတွေကိုအကြမ်းဖက်အဖွဲ့တွေဖြစ်သတ်မှတ်ကျင်ညာပြီးချိတ်ပိတ်တဲ့ကိစ္စတွေကိုစပြောရမှာထင်တယ်။ဒါအကြမ်းဖက်ဖွဲ့စည်းကျင်ညာရဲဆိုတာသူတို့ကရခိုင်ပြည်နယ်အစိုးရလို့သူတို့ကသူတို့အာသတ်မှတ်ထားတယ်။တကယ်လဲသူတို့လုံပြနေရေပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့သူတို့ကဒါစစ်တပ်ကိုအကြမ်းဖက်ဖွဲ့လို့ သူကကြီးညာလိုက်တာဖြစ်တယ်ပြီးတော့ဒီစစ်တပ်နဲ့ပတ်သက်နေတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေဟိုတယ်တွေလုပ်ငန်းတွေကိုသူတို့ချိတ်ပိတ်တယ်အဲ့ဒီမှာလာနာမည်ကျော်ဦးကျောက်တောင်ဝင်လည်းပါတယ်ဗောနော်ဦးကျောက်တောင်ရဲ့ဒေါ်လာ3တန်းကျော်လား6တန်းကျော်လားအခုချိန်ကြီးကိုတချို့သတင်းတွေက3တန်းကျော်တချို့သတင်းတွေက6တန်းကျော်တချို့က5တန်းကျော်ဆိုပြီးပြောနေတယ်ဗောနော်ဒီပိုင်ဆိုင်မှုတွေဒါမဲ့အဲချိတ်ပိတ်ခံလာရတာဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေဖြစ်တယ်အဲ့ဒီပြင်ကိုသူကသူတို့ချိတ်ပိတ်လိုက်တာဗောနော်ဒီဦးကျောက်တောင်တခုတည်းမဟုတ်ဘူးသူတို့ချိတ်ပိတ်လိုက်တဲ့ဟိုတယ်တွေမှာသူက ဗိုလ်ချုပ်တန်းရွှေနဲ့ဗိုလ်ချုပ်မောင်ရီတို့ရဲ့သားသမီးတွေပိုင်တဲ့ဟိုတယ်တွေပါပါတယ်ပေါ့နော်အဲ့ဒီဟိုတယ်ကြီးကတော့ဒါဗိုလ်ချုပ်တန်းရွှေကြီးသားတဲ့ဦးတန်းစော်ရွှေပိုင်းတဲ့တန်ရွယ် beach hotel ငပလီတဲ့တန်ရွယ်ကမ်းခြေ hotel ငပလီပေါ့နော်အဲ့ဒီဟိုတယ်နဲ့ဗိုလ်ချုပ်မောင်မောင်ကြီးတမီဒေါ်နန္ဒာအေးပိုင်းတဲ့ pristine mermaid resort hotel တို့ဖြစ်တည်တဲ့ဒီ hotel နှလုံးကိုသူတို့ချိတ်ပိတ်လိုက်တာပေါ့နော်ချိတ်ပိတ်လိုက်တဲ့ပြင်ဒါအကျန်းဖက်အဖွဲစည်းဖြစ်ကြီးညာပြီးတော့ပါသူတို့လုပလိုက်ပြောရမယ်ဆိုဗျာဗိုလ်ချုပ်တန်းရွှေဆိုတာ စစ်တပ်ရဲ့တကယ် legend ပေါ့နော်အခုမင်းအောင်လိုင်တို့ဘာလို့ထောက်ကိုဒါစစ်တပ်ကလူတွေကဥတန်းရွှေကြီးဆိုအရင်လေးစားကြပါဘောနော်စစ်တပ်ဘက်ကကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုဒါမခံကြည့်မခံတာဖြစ်စေနိုင်တဲ့ကိစ္စပေါ့နော်ဒါမင်းအောင်လိုင်ဆိုရင်တော့သူတို့ကသိနေအောင်မို့ဒါသူတို့ရဲ့အာတကယ် godfather ကြီးပေါ့နော်တန်းရွှေကြီးကိုအဲ့လိုမျိုးကြီးကြီးညာလိုက်တယ်ဆိုတာဒါသူတို့အတွက်ကတော့တော်တော်ကြီးမခံကြည့်မခံတာဖြစ်ရမယ်ကိစ္စကြီးပေါ့နော်ပြီးတော့အဲ့ဒီနေရာတွေကပြောရမယ်ဆိုဗိုလ်ချုပ်တန်းရွှေလက်ထက်တော်က သူတို့ကဒီစစ်တပ်ရဲ့မြေနေရာတိုးချဲ့မယ်ဆိုပြီးတော့ဒီအရက်သားပြည်သူတွေလဲသမားတွေစီရနေပြီးတော့မတရားသိမ်းထားတဲ့မြေနေရာတွေဖြစ်တယ်ဗောနော်အခုဒီ AA ကရခိုင်ပြည်နယ်တွေကမြို့နယ်တော်တော်များကိုသူတို့ပြန်ပြီးတော့တိမ့်ပိုက်မိချိန်မှာဒီစစ်တပ်ကနေတိမ့်ထားတဲ့မြေတွေကိုမူလပိုင်ရှင်တွေထံကိုပြန်ပြီးတော့လွှဲအပ်ပေးနေရဲ့ဒေသခံများရဲ့အဆိုအရ AA ဒီရဲ့တန်ရွှဲမြို့တွင်သို့အရက်သားများပြန်လည်ခြေချခွင့်ပြုခဲ့တော်လဲတဲ့ငပလီကန်းကြီးနှင့်ကန်းကြီးမှဇင်ခံဟိုတယ်များသို့သွားလောက်ခွင့်မပြုသေးပဲလုံခြုံရေးတင်းကျပ်စွာချထားသည်ဟုသိရသည်ဒီခုနကတော့တိမ့်ခံလိုက်ရတဲ့ဒီ ဗိုလ်ချုပ်တန်းရွှေရဲ့သားပိုင်တဲ့ဟာနဲ့ဗိုလ်ချုပ်မောင်ရဲရဲ့သမီးပိုင်တဲ့ဟိုတယ်တွေရဲ့ရာဇဝင်ကဘယ်လိုမျိုးလာလဲဆိုတော့ဒီ2000ပြည့်နှစ်ကာလတွင်တဲ့ဆေးအာနာရှင်ဟောင်းဗိုလ်ချုပ်တန်းရွှေဦးဆောင်သောစစ်ဆိုးရလက်ထက်၌ကာကွယ်ရေးဝန်ကြီးဌာနကငပလီကန်းကြီးမှာအများပြည်သူပိုင်မြေကဒါဇင်နှစ်ချီကိုတင်ယူခဲ့သည် ထို့နောက်ကာကွယ်ဝန်ကြီးဌာနလက်အောက်ရှိစစ်ထောက်ချုပ်ရုံးကမြေပိုင်ရှင်ပြုတ်လုပြီးထိုးမြေများကိုစစ်ဗိုလ်ချုပ်သားသမီးများနဲ့ခရိုနီစီးပွားရေးလုပ်ငန်းရှင်များကိုဟိုတယ်လုပ်ငန်းလုပ်ကင်ခွင့်များပြန်လည်ချထားသည့်နီလန်ဖြင့်ငပလီကန်းကြီးကိုအပိုင်သိမ်းခဲ့ကြသည်ထိုးမြေများကိုတလလင်းပြည့်မြအမေရိကန်ဒေါ်လာ1000နှုန်းခန့်ဖြင့် နှစ်ရှင်ခါရန်လောက်ကန်ဝင်ပေးခဲ့ခြင်းဖြစ်သည်ဦးတန်းရွှေဤသားသမီးအငယ်ဆုံးအနက်မှာအငယ်ဆုံးဖြစ်သည့်ဦးတန်းစော်ရွှေသည်ငပလီကန်းကြီးမြပြင်ကျွရရှိတက်သိမ်းမြေပေါ်မှာမြေ9.20အေကကို240ကြာငှားရန်စာချုပ်ဖြင့်၎င်း၏ဖခင်ဦးဆောင်စီမံသောစစ်တပ်ထံမှလောက်ကန်ဝင်ရခဲ့သည်ထိုမြေပေါ်တွင်ဦးတန်းစော်ရွှေကတန်ရွဲဘီချ်ဟိုတယ်ငပလီ တန်တွဲကမ်းကြီးဟိုတယ်ငပလီအမည်ဖြင့်အခန်းပေါင်း80ခန်းပါသည့်ကျဲလေးပွင့်ဟိုတယ်ဆောက်လုပ်ခဲ့သည်။ဦးတန်းစော်ရွှေပိုင်ဆိုင်သောဟိုတယ်အခန်းငါးကဈေးနှုန်းမှာတရက်ဒေါ်လာရာထောင်ကြီးရှိတော်လဲ။စစ်ထောက်ချုပ်ရုံသို့ပေးနေရသောမြင်းငားရင်ကမှာတလလင်ကျပ်23သိန်းနှင့်1083ဒေါ်လာသာဖြစ်သည်။ဘူဂျိုတန်းရွှေသားနီတူထိုချိန်ကစစ်တပ်တွင်နံပါတ်1ဖြစ်သောဘူဂျိုမောင်ဤတမီဒေါ်နနာဤသည်လဲငပလီတက်သိန်းမြေထဲမှာ မြေလေးအကကျော်ရှိအကောင်းဆုံးမြေကွက်တစ်ခုတွင်ဟိုတယ်ဆောက်လုပ်ခွင့်ရထားသည်ဒေါ်နန္ဒာဤသည်ဗိုလ်ချုပ်တန်းရွှေလက်ထက်တကူးထွားခဲ့သည့်စက်မှုတင်ဝန်ကြီးဗိုလ်ချုပ်အောင်တောင်းဤသားဖြစ်သူဦးပြည်အောင်ဤ ဇနီးဖြစ်သည်ထို့သောမိဘအတိုင်းဝိုင်းတောင်းနှင်းမှုကြောင့်ဒေါ်နနာအေးတို့သည်ငပလီကန်းကြီးမြပြင်ကျွေးရရှိမည်နေရာကိုစစ်တပ်ထံမှငှားရမ်းခြင်းမျိုးမဟုတ်ဘဲဥယျံချမ်းမြေကိုစီပင်ဌာနသို့တင်ပြ၍၎င်း၏ကိုယ်ပိုင်အမည်ဖောက်ကာအပိုင်သိမ်းခဲ့ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရွက်စာတမ်းအထောက်အထားများအရသိရသည်2014ခုနှစ်ကတည်းက၎င်း၏ပန်ဆိုင်ခွင့်ရထားသောထိုမြေပေါ်တွင်2019ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင်အခန်း46ခန်းပါရှိသည့်ဇိမ်ခံအဆင့်မြင့် Pristine Mamet Resort Hotel စောက်လုပ်ခဲ့သည် ထိုဟိုတယ်သည်ငပလီကန်းကြီးတွင်အကောင်းဆုံးနှင့်ဈေးကြီးဆုံးဟိုတယ်စီးရင်ဝင်သည်ဒေါ်နန်နာရီတို့လင်မယားကတက်လွင်သောဂျပန်ဟိုတယ်အုပ်စုပရစ်စတင်းဟိုတယ် group အနေဖြင့်လုပ်ကိုင်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ခွင့်ပြုချက်ရရှိရန်တင်ပြသောစာရေးစာတမ်းများအရာသိရသည်ဥပီယောင်၏မွေးခြင်းဖြစ်သူမိုးအောင်သည်စစ်ကောင်စီအမျိုးသားလုံခြုံရေးအကြံပေးဖြင့်လက်ရှိတာဝန်ယူထားပြီး2024ဇန်နဝါရီလမတိုင်ခင်အထိရေတပ်ဦးစီးချုပ်ရာထူးရရှိခဲ့သူဖြစ်သည်အဲ့တော့ဒါကတော့ဒီစစ်ဘိုလ်ချုပ်ဟောင်းကြီးဘိုလ်ချုပ်တန်းရွှေနဲ့ဘိုလ်ချုပ်မောင်ရီတို့သားသမီးတွေရဲ့ အစည်းပွားရေးလူလဲကြမှုပေါ့နော်အဒီစစ်တပ်ရဲ့အတိုင်းဝိုင်းနေသူတို့သားစင်မီးဆက်ထိဒီမြန်မာနိုင်ငံကိုသူတို့အပိုင်လိုမျိုးသဘောထားပြီးတော့သူတို့ကလှုပ်ချင်တယ်လို့လှုပ်ပြီးတော့အချမ်းသာလာကြတယ်သူတို့ရဲ့မျိုးရိုးအစဉ်စားပေါ့နော်ဒါတော့မှမအားရသေးပဲနဲ့အခုမင်းအောင်လာရထပ်ပြီးတော့အာနာသိန်းနေပေါ့နော်အခုအာနာသိန်းတော့အခုဘာဖြစ်လဲဆိုတော့အကုန်လုံးပြတ်တော့ကုန်ပြီလေအစစ်တပ်အကောင်တွေလည်းအခုချိန်လောက်ဆိုတော့မင်းအောင်လာချိန်သေးနေလောက်ပြီပေါ့နော် အာဒီ A ကနေပြီးတော့တင်လိုက်တဲ့နေရာမှာဒီဟိုတယ်နှလုံးမဲမဟုတ် တခြား Crony ပိုင်တဲ့ဟိုတယ်လည်းရှိရပါတော့အာ2 company ကနေဥတီစာ Max ဇော်ဇော် A10 လုပ်ငန်းစုဥချစ်ခိုင်အာနာရှင်မိသားစုကြီးစီးပွားပဲဖြစ်တော့ပို့ဦးပြည်သူစစ်ကောင်းသောဥနေဝင်းထွန်းဗရမ်းများနကကွဲလွန်သူရုပ်ရှင်မင်းသားကြီး college နေဝင်းတမီးဒေါ်တနာနေဝင်းတို့သူတို့ပိုင်တဲ့လုပ်ငန်းတွေလည်းချိတ်ပိတ်ခံထားရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးချိတ်ပိတ်တယ်ပြီးတော့အကြံဖတ်ဖွဲ့ကျင်ညာရဆိုရတာသူတို့ကိုသူတို့ဒါအစိုးရဖြစ်သူတို့က သတ်မှတ်ထားတယ်ခံယူထားတယ်ပြီးတော့တကယ်လည်းလုံပြနေရဲဆိုတဲ့သဘောပဲပေါ့နော်အဲလက်ရှိ AA ရဲ့နေမည်စိုးမှုမှုကိုကြည့်လို့ရှိရင်ရခိုင်မှာ18မြို့နယ်ရှိတယ်အဲ့ဒီတည်းကနေပြီးတော့14မြို့နယ်ကိုတင်ပိုက်ထားပြီးတော့တော့အုပ်ချုပ်ရေးရန်နေရာတွေပေါ်ဆောင်နေပြီဖြစ်တယ်အစစ်တွေနဲ့ကြောက်ဖြူမှာလေထိုးစစ်တွေစနေရဲကြောက်ဖြူမှာဆိုရင်လေတရုတ်နဲ့စာချုပ်ချုပ်ထားတဲ့အထူးစီးပွားရေးဆောင်ရှိနေအာအေကဒါကြောက်ဖြူကိုရလို့ရှိရင်တရုတ်ကြီးကလည်းအေနဲ့စကားပြောရတော့မှာအခုတော့မှပဲဒီတရုတ်ကြီးကဒီစစ်တပ်ကိုစိတ်မချရတဲ့အတွက်ကြောင့်မို့သူ့ရဲ့ ီတရုတ်နိုင်ငံသားပေါ့နော်ဒီလုံလုံကြီးအဖွဲတွေကိုပေါ့နော်ပို့ပြီးတော့သူ့ရဲ့စီးပွားရေးဆိုုံသူကာကွယ်ဖို့အတွက်ပို့ထားတာမျိုးရှိရယ်ပြီးတော့ဒီမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့မောင်တော်ကိုလည်း A က2024ဒီဇင်ဘာလဲရနေပြီးတော့ထိန်းချုပ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ရေချောင်းကုန်တယ်ကြီးကို A ကပဲချုပ်ကင်ထားတယ်အချင်းပြည်နယ်တွေကပလောက်ဝကိုတင်းပြီးတော့လေအိန္ဒိယနဲ့လမ်းကြောင်းကိုသူကကင်ထားသေးတယ် ပလောဝမြို့ဟာအနောက်ဘက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံ၊မြောက်ဘက်မှာအိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးတော့အိန္ဒိယမြန်မာပူးပေါင်းကောင်ထယ်ပေါ်မှာကလတန်မြစ်ကြောင်ဘတ်ဆုံဖွံ့ဖြိုးရေးစီမံကိန်းလည်းရှိပါတယ်။အဲအဲအကြောင်းမို့လို့ဒီအိန္ဒိယအစိုးရအနေနဲ့ကလည်းအေနဲ့ဆွေးနွေးရမယ့်အခြေအနေတစ်ခုဖြစ်လာနိုင်မယ်ပေါ့နော်။အဲအဲ့တော့အိန္ဒိယအစိုးရအနေနဲ့ကဒီစီမံကိန်းကိုဒီတိုင်းပဲနိုင်ငံရေးအခြေအနေတစ်ခုရောက်မှပြန်ဆမလား။အခုလက်ရှိမှာဒီအေနဲ့ဆွေးနွေးပြီးတော့အခုချိန်နေရဆမလားဆိုတာလည်းစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်။အဲတော့သူနဲ့ထိစပ်နေတဲ့ဒီအိန္ဒိယ ဘင်္ဂလားဒေ့ရှ်တို့ကိုလည်းသူက geopolitics အရာပေါ့နော်ပထဝီနိုင်ငံအရေးအရာသူကရွှေ့ထားနိုင်တယ်သူ့ရဲ့နေမြေတဲမှာအကျိုးစီးပွားရှိနေတယ်ဒီတရုတ်ကြီးနဲ့လည်းသူကဒီပြောရမယ်ဆိုရင်ဒီချင်းဝင်ရှာကိုညှိထားနိုင်တယ်ပေါ့နော်ကျွန်တော်ဒီဒီမိုကရေစီနိုင်ငံနေမှာပေါ့နော်နိုင်ငံတကာကိုအုပ်ချုပ်မယ်ဆိုရင်သူကအဓိကတော့မန်နိုင်၃ရက်ဖြစ်တဲ့ဥပဒေပြုရေးမန်နိုင်အုပ်ချုပ်ရေးမန်နိုင်တရားစီရင်ရေးမန်နိုင်ဆိုတဲ့မန်နိုင်၃ရက်ရှိတယ်အဲ့ဒီမန်နိုင်၃ရက်ကိုမှဒီစာနယ်ဇင်းလို့ခေါ်တဲ့သတင်းမီဒီယာ မန်တိုင်းပေါ့နော်သူတို့ကစတုထမန်တိုင်းလို့ခေါ်တော့ဒီဟာကနေပြီးပြန်ပြီးထိန်းကြီးပေးတယ်ပေါ့အဲ့တော့ဒီမှာ A ရဲ့အုတ်ချုပ်ရင်းနဲ့တရားစီရင်ရန်နေရာတွေကိုကြည့်မယ်ဆိုရင်သူတို့ကဒီအာနာမသိငင်နေရာသူတို့နေမီတချို့မှာလဲပတ်နေခဲ့တာမျိုးရှိတယ်အခုအာနာသိမ့်ပြီးနောက်မှာလဲသူနေမီတွေမှာပြောရမယ်ဆိုရင်ပရိပခနဲတယ်တခြားနေမီထက်ပေါ့နော်ဒါကတကယ်နဲတာလဲဖြစ်နိုင်တယ်လို့အဲသူတို့ကဒီစတုထမန်တိုင်းဖြစ်တဲ့သတင်းမီဒီယာကိုလဲသူတို့ကောင်းကောင်းကြီးထိန်းချုပ်တာရခိုင်ဒေသသတင်းတွေနဲ့ပတ်သက်လို့ရှိရင် အေကပြင်ပကိုတီးစီခြင်းနဲ့သတင်းလောက်ကိုပဲပြင်ပလူတွေအဖွဲ့အစည်းတွေကတီးကြရတဲ့သဘောမျိုးဖြစ်ဒါသတင်းမီဒီယာလွတ်လပ်ခွင့်ရှူတောင်းအောင်ကြည့်ရင်တော့မကောင်းဘူးပေါ့လေဒါပေမဲ့ဒီကာလမှာဒီလိုထိမ့်ချုပ်ထားနိုင်တာကလည်းဒါမလိုလားတဲ့သတင်းတွေအပြင်မထွက်တော့ဘူးမလိုလားတဲ့ပြဿနာတွေမဖြစ်တော့ဘူးပေါ့နော်အေကပြီးတော့သူတို့ရဲ့ကိုယ်ပိုင်မီဒီယာတွေကိုလည်းစနစ်တကျတိစောက်ထားနိုင်တယ် အပြောရရင်ရခိုင်ဒေသဆိုတာဘာသာရေးပြိပခအရန်များတဲ့နေရာပေါ့နော်အကဘာကျော်တဲ့အဖြစ်ပြက်တွေဖြစ်ခဲ့တဲ့နေရာအဲ့လိုနေရာမှာတော့သူတို့ကအခုနောက်ပိုင်းဆိုရင်ဘဲဘာသာဝင်မဆိုပေါ့နော်အေဂျင့်ဆိုအတူရှင်တွဲနေထိုင်နိုင်ပါတယ်ဆိုတဲ့ narrative ကိုသူတို့ကဘာတိအောင်ကြိုးစားနေရမျိုးရှိအသတိထားကြည့်မိလို့ရှိရင်တွေ့ရလိမ့်မယ်ကျွန်တော်ဒီနေရာမှာတော့ကျွန်တော်အကျေတုံးတော့အသေးစိတ်မပြောတော့ဘူးနော်အဲ့တော့သူတို့ကပြောမယ်ဆိုရင်ဒီ အုတ်ချုပ်ရေးတွေတရားစီရင်ရေးတွေပြီးတော့ဒီလိုမျိုးမီဒီယာမန်နိုင်တွေကိုလည်းတို့ချုပ်ကင်ထားနိုင်အောင်ပေါ့နော်ဒါပေမဲ့တခုရှိတာဥပဒေပြူရေးပေါ့တို့ဥပဒေပြူရေးကိုဘယ်လိုလုပ်မှာလဲဥပဒေပြုမယ်ဆိုကျွန်တော်တို့ကလွတ်တော်လိုလာအဲ့တော့အေးကလွတ်တော်ခေါ်မှာလာဒါကတော့လက်တလုံးမှာတော့ဖြစ်နိုင်မယ်မထင်ဘူးထင်တယ်ပြီးတော့တို့ကဒီအရင်ကအစိုးရပေါ့နော်အခုလက်ရှိဒီမြန်မာစစ်တပ်အသုံးနေတဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေအတိုင်းပဲသွားမှာလာဒါမှမဟုတ်လို့ရှိရင်ကိုပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားမှာလာဆိုတာကတော့အဲစိတ်ဝင်စားစရာကောင်းတယ်အရေးကြီးဆုံးကတော့ နေရာဒေသတစ်ခုကိုအုပ်ချုပ်မယ်ဆိုရင်အဲ့ဒီဒေသမှာနေတဲ့ပြည်သူတွေရဲ့သဘောဆန္ဒအရေးကြီးဆုံးပဲပြည်သူတွေလက်မခံလို့ရှိရင်အုပ်ချုပ်လို့မရဘူးဆိုတာကအခုလက်ရှိပေါ့နော်အာဏာသိမ်းပြီးတော့အခုချိန်ထိအုပ်ချုပ်လို့မရသေးတဲ့စစ်တပ်ကတတ်တည်ပဲပေါ့နော်အေးကတော့ လက်ရှိမှာပြောရမယ်ဆိုရင်ဒါအရေးချင်းရှိတဲ့သူတွေဥဆောင်နေတယ်အဲ့လိုမျိုးလူတွေဥဆောင်နေရဆိုတော့ဒါတွေကိုအကောင်းဆုံးလုပ်နိုင်မယ်လို့ထင်တယ်အဓိကတော့ပြည်သူတွေကောင်းစားဖို့အတွက်စေနာမှန်မှန်နဲ့လှုပ်ဆောင်ပေးမယ်သူတွေလုပ်ပိုင်ခွင့်တွေရဖို့ပဲလိုတယ်ပေါ့နော်ကျွန်တော်အရှိမှာလည်းဘာမြင်တွေ့ခဲ့ရလဲဆိုတော့အေးထိန်းချုပ်ထားတဲ့နေမြေတွေမှာသူကအာကျမ်းမာရေးစောင့်ရှောက်မှုပေးတာတွေပြီးလို့ရှိရင်ရင်ထင်းရဲတွေရဲ့မြို့ပေါ်မှာ ရန်နေကင်းရှင်းရေးအတွက်ပြည်သူလူထုကိုသူတို့ပညာပေးနေတာတွေပြီးတော့မိသက်တက်ဖွဲ့တွေရဲ့အလုပ်လုပ်ပုံတွေပြီးတော့အေရဲ့ရဲတက်ဖွဲ့တွေပေါ့နော်အဒီအဖွဲ့တွေရဲ့လှုံ့ဆော်မှုတွေကျွန်တော်ဒါတွေမြင်ခဲ့ရမြင်ခဲ့ရဆိုတော့သူကဒီမျိုးပြအုပ်ချုပ်ရေးကိုလည်းကောင်းကောင်းကြီးဖော်ဆောင်နေနိုင်တဲ့သဘောမှရှိရဲ့ဘူဂျိုထုတ်မြင့်နိုင်ပြောခဲ့လို့ပဲသူရီမှန်းချက်ကသူဒီ2025ဂျွန်လတွေမှာသူကစီးရီမှန်းချက်အေဒီရခိုင်ပြည်နယ်ရဲ့80%ခန့်တော့သူတို့အသိမ့်ပိုက်ထိန်းချုပ်နိုင်မယ်ဆိုပြီးသူတို့အမျှော်မှန်းခဲ့တာဒါပေမဲ့အခု ဒီဖေဝါရီလအတွင်းမှာပဲသူတို့ရဲ့ဒီစေရင်မှန်းချက်ကဒီသူမှန်းခဲ့တာကိုအချိန်စောပြီးတော့ပြည်နေပြီပေါ့နော်အခုဆိုသူတို့ထိန်းချုပ်မှုသိမ့်ပိုက်မှုကြံတော့ရဲ့ဟာသုံးမျိုးနယ်ပဲကြံတော့ပါပေါ့နော်တစ်ချိန်တည်းမှာပဲဒီအုပ်ချုပ်ရေးရန်နေရာပိုင်းနဲ့ပတ်သက်ရင်လေသူတို့ခုနလိုမျိုးမီးသက်တွေအာဒီလိုမျိုးကျမ်းမာရေးဆောင်ရှောက်မှုတွေ ပြည်သူကိုဒီလိုမျိုးအသိပညာပေးမှုဒါတွေလှုပ်ဆောင်နေရဲဆိုတော့သူတို့ကတော်လှန်ရေးဒီຫນွေတော်လှန်ရေးဖြစ်လာတော့မှအာဏာသိမ်းလိုက်တော့မှသူတို့စပြဝုန်းတိုင်းလှုပ်တာမို့သူတို့ဒီဟာအကြီးကိုတကယ်ကိုရည်မှန်းချက်ကြီးကြီးနဲ့ပေါ့နော်ဒီနေ့ရက်ကိုစောင့်ပြီးတော့သူတို့တိဆောက်လာခဲ့ရဆိုတော့ကျွန်တော်တို့မြင်တွေ့နေရအစိုးရတရက်အနေနဲ့ကိုသူတို့ပုံဖော်ပြီးတော့တခြားလှုပ်နေနိုင်တာပေါ့နော်အဲ့တော့အခုဆိုရင်သူတို့သိမ်းပိုက်ထိန်းချုပ်ဖို့နေမြေကသုံးမျိုးနယ်ပဲကြံတော့တယ်ဒီဟာ ਉਹ ရာသူတို့ထိန်းချုပ်ပြီးွားလို့ရှိရင်ရခိုင် ပြည်နယ်မှာအေကတရားဝင်အစိုးရဖြစ်တယ်ဆိုတာကိုအင်ကြီးချင်းနိုင်ငံတွေကပါထောက်ခံနိုင်လို့ရှိရင်တော့သူတို့ကတကယ်ကိုရခိုင်ပြည်နယ်ရဲ့တရားဝင်အစိုးရကိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့မြင်နေရပေါ့နော်အဲ့တော့ရခိုင်နေမက်ခဲ့ရတဲ့အိမ်မက်တခုကတော့မကြခင်မှာပြည်လာတော့မယ်ဆိုတာကျွန်တော်မြင်တွေ့နေရတာရှိရပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းအာဒီရခိုင်ဒေသနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်တွေကိုယ့်ရဲ့ဒီထင်မြင်ယူဆချက်တွေကိုကျွန်တော် comment မှာမှတ်ခဲ့လို့ရတယ်ဆွေးနွေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်